ဆိုတော့အားလုံးပဲမိသားပါပြောရင်ပြောတာနေပြန်လည်ကြိုးစားပါတယ်ဒီဒီဗီဒီယိုမှာကျွန်တော် knowledge sharing လုပ်ပြီးတော့မယ်အကြောင်းလေးကတော့လက်တော်ကျွန်တော်ဖတ်ပြနေတဲ့စာအုပ်လေးနဲ့ပတ်သက်ပြီးတော့ကျွန်တော်စာအုပ် review လေးလုပ်သွားပေးမယ်ပေါ့နော်ဆိုတော့အဲ့ဒီစာအုပ် review လေးကဘာတွေဖြစ်မလဲပြီးတော့ဘယ်လိုစာအုပ်လေးဖြစ်မလဲဘယ်သူရေးထားလဲဆိုတာနဲ့ပတ်သက်ပြီးတော့ဆက်လက်ကြည့်ရှုပေးပါကျေးဇူးပါဆိုတော့ပထမဆုံးပြောမယ်ဆိုရင်လက်ရှိကျွန်တော်ဖတ်နေတဲ့စာအုပ်လေးကတော့ရှီတလန်းတိုးပြီးဥဆောင်လိုက်ပါဆိုတော့ဆရာပြင်းကြီးရဲ့စာအုပ်လေးဖြစ်ပါတယ်ဆိုတော့ဒီစာအုပ်လေးထဲမှာဘာတွေပါလဲ ဘယ်လိုလူမျိုးတွေဖတ်တင်လဲဆိုတော့ပြောရမယ်ဆိုရင်အသက်20ကျော်လူငယ်တွေဖတ်တင်တယ်နော်ပြီးတော့နောက်တစ်ခုပြည်ပမှာရောက်နေတဲ့လူတွေအဲဆိုတော့ပြည်ပမှာရောက်နေတဲ့လူတွေပြောလို့ပြည်တွင်းမှာရှိနေတဲ့လူဖတ်တင်ဦးလားဆိုဖတ်တင်ပါတယ်ဒါပေမဲ့ဘယ်လိုလူမျိုးတွေပို kait လဲဆိုရင်ပြည်ပမှာရောက်နေတဲ့လူတွေအတွက်ပို့ပြီးတော့ kait ပါတယ်ကျွန်တော်ကိုယ်တိုင်ကလည်းပြည်ပမှာရောက်နေတဲ့လူတွေဆိုတော့အာပို့ပြီးတော့အစဉ်ပြေလိမ့်မယ်ပေါ့နော်ဆိုတော့ထားပါတော့ဒီထဲမှာဘာတွေပါလဲပေါ့ပထမဆုံးသူက session ၃ခုပါတယ်ပေါ့နော်ဘာလဲဆိုရင် အာပြောင်းလဲမှုတွေကိုဘယ်လိုစတင်ရမလဲကိုယ့်ရဲ့ life မှာပေါ့နော်ဥမာကျွန်တော်တို့ဒီ worker life ကနေကျွန်တော်ဒီ self employer life ဟောမှာကိုယ်ပိုင် CY လောက်ရှင်နေတဲ့လူတွေပြောရရင် self employer life ကနေဘယ်လိုမျိုးနောက်တစ်ခုကျွန်တော်ဒီ invest investor တွေပြီးတော့နောက်တစ်ခုဒီကိုယ်ပိုင်လုပ်ငန်းကိုယ်ပိုင် CY လောက်ရှင်နေတဲ့ brother တွေအတော့အာ live session ပါတယ်ဒုတိယတစ်ချက်အနေနဲ့ပါပါလဲဆိုရင် emotion နဲ့ကိုယ့်ရဲ့ emotion တွေဘယ်လိုထိန်းချုပ်ရမလဲပျော်ရွှင်တဲ့အချိန်တွေစိတ်ဝမ်းနေတဲ့အချိန်တွေအာကိုယ့်ရဲ့ဒီ communicate မကောင်းတဲ့အချိန်တွေပေါ့နော်အဲ့ဒီအချိန်တွေကိုဘယ်လိုမျိုးအာ control လုပ်လို့ရမလဲဆိုရယ် emotion တွေနဲ့ပတ်သက်ပြီးတော့လည်းပါတယ်တတိယတစ်ချက်အနေနဲ့ကျွန်တော်တို့စီးပွားရေးလုပ်နေတဲ့လူတွေလက်ရှိကျွန်တော်တို့ဒီမြန်မာပြည်မှာစီးပွားရေးလုပ်နေတဲ့လူတွေပြည်ပမှာစီးပွားရေးလုပ်နေတဲ့လူတွေဆိုရင်လည်းအာသူရဲ့ဒီ marketing theory တွေဘယ်လိုမျိုး investment လုပ်ရတာလဲဆိုရယ်အကြောင်းတွေအဲ့ဒါတွေကအစားပါတယ်ပေါ့နော်ဆိုတော့ဒီစာအုပ်လေးကကျွန်တော်တို့အတွက်တော့တော်တော်လေးကိုဘယ်လိုပြောရမလဲ knowledge sharing ရတဲ့ စာအုပ်လေးလို့ပြောလို့ရတယ်ဆိုတော့ကျွန်တော်ကိုယ်လည်း knowledge sharing လုပ်လို့ရတယ်သူကနေလည်းကျွန်တော်ကို knowledge sharing လုပ်ပေးတဲ့အကြောင်းအရင်းလည်းရှိတယ်ဆိုတော့ဆရာပြင်းကြီးကိုယ်တိုင်လည်းရေးထားတယ်အခုလက်ရှိဆရာပြင်းကြီးကလည်းကျွန်တော်မြန်မာပြည်မှာတော်တော်လေးအောင်မြင်နေတဲ့ဒီကုန်းချင်းတယောက်လို့လည်းပြောလို့ရတယ်နောက်တစ်ခု motivator တယောက်လို့လည်းပြောလို့ရတယ်ဆိုတော့ဒီစာအုပ်လေးကိုဖတ်ချင်တယ်ဆိုရင်တော့ online မှာဖြစ်ဖြစ်ကျွန်တော်ဒီတခြားဘက်မှာလည်းတွားပြီးတော့ဝယ်လို့ရတယ်ဘောနော်ကျွန်တော်ဒီစင်ကာပူက brother တွေဆိုရင်တော့ကျွန်တော် city hall အဲလေးတော်မှာပေါ့ဝယ်လို့ရပါတယ်ဆိုတော့ထားပါတော့ အာဒီနေ့ဒီဗီဒီယိုတော့ဒီလောက်ပါပဲနောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်ဒီစာအုပ်လေးကိုတော့ဖတ်ပြန်အောင်ဖတ်ပြလိုက်နော်ဘိုင်ဘိုင်